သီလကိုကျင့်တမာရီကိုကျင့်ပညာကိုဖြစ်အောင်ကြိုးစားသီလတမာရီပညာတိုးပေါင်းအောင်ကြိုးစားနေတဲ့တန်ခါရဲ့အလုတ်ဟာလောကအတွက်အပြစ်ဖြစ်เสียရှိရလားမရှိဘူးဓမ္မအတွက်ရောအပြစ်ဖြစ်เสียရှိလားလောကရောဓမ္မရောအပြစ်ဖြစ်เสียမရှိဘူးဒီဘဝအတွက်ရောနောက်ဘဝအတွက်ရောအပြစ်ဖြစ်เสียမရှိဘူး ကိုယ်တော်ရောသူ့တော်ရောဘာပြစ်မှဖြစ်เสียမှရှိလို့အဲ့ဒီဂုံကိုသုတ်ပတိပါဏလို့ဒီလိုခေါ်တာဟုတ်လားအဲ့ဒီအကျင့်ကိုသုတ်ပတိပဒါလို့ဒီလိုခေါ်တာပေါ့အဲ့ဒီအကျင့်ကျင့်တာကိုသုတ်ပတိပါဏတာလို့ဒီလိုခေါ်တာပေါ့ဟုတ်ပြီလားအေးကောင်းသောအကျင့်ကိုကျင့်ခြင်း အပြစ်မရှိသောအကျင့်ကိုကျင့်ခြင်းလို့ခေါ်တယ်ဒါအကြောင်းကုန်တပါအဲ့ဒီသီလသမာဓိပညာသိက္ခာ၃ပါးအကျင့်တရားတည် ဟာမဘုနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းကြီးဖြစ်နေတဲ့အတွက်ဒါကြောင့်ဥဇုပရိပါဏလို့ဒီလိုပြန်ဖြစ်တယ်ဟုတ်ပြီလားတိလသမารိပညာတိမဘုနိဗ္ဗာန်ရောက်ရန်အတွက်ပရိသတ်ဖြောင်းကြောင်းကြီးဖြစ်မနေဘူးလားအဲ့ဒီဂုံကိုဘာဂုံခေါ်တဲ့ဥဇုပတိပါဏဟုတ်ပြီနော်စောစောကပရိသတ်အပြစ်မရှိတဲ့ဂုံမို့သုပတိပါဏအဲ့ဒီအပြစ်မရှိတာဒီပင်လေမဘုနိဗ္ဗာန်အတွက်ဖြောင်းကြောင်းကြီးဖြစ်နေလို့ပါတယ်ဥဇုပတိပါဏ ဟုတ်ပြီလားနိဗ္ဗာန်အတွက်ဖြောင်းပြောင်းခြင်းဖြစ်နေလို့ဥစုပတိပါဏဒီလိုခေါ်တာဟာနောက်တကမဲ့ညာဖုန်ညာရဲ့ဖြစ်ခြင်းရဲ့အကြောင်းလဲဖြစ်လို့ညာရပတိပါဏနောက်တကလူနဲ့ပြမတ္တဝါတွေရဲ့ရှိခိုးခြင်းပူဇော်ခြင်းက ထိုက်တဲ့ဂုံလေးဖြစ်နေလို့လည်းပဲတာမီစိပရိပန္နာလို့ဒီလိုခေါ်တယ်အဲ့တော့သံဃာတော်ရဲ့ဂုံတော်ဟာ သူတော်ကောင်းတို့တို့တိသုပတိပန္နာဂုံနှစ်ဥဇုပတိပန္နာဂုံသုံးညာယပတိပန္နာဂုံလေးသာမိစေပတိပန္နာဂုံအဲ့ဒီဂုံ၄ပါးဟာဘာလဲလို့မေးရင်အကြောင်းဂုံ၄ပါးလို့ဒီလိုခေါ်တယ်။ဘာဂုံ၄ပါးအကြောင်းဂုံ၄ပါးသုပတိပန္နာအပြစ်မရှိတဲ့ကျင့်ကျင့်ချင်းဆိုတဲ့ဂုံဥဇုပတိပန္နာနိဗ္ဗာန်အတွက်ဖြောင်းဖြောင်းကြီးဖြစ်နေတဲ့ တရားကိုကြင်ညင်းဆိုတဲ့ခုညာယပဋိပန္နမက်ဖို့နိဗ္ဗာန်အတွက်ဖြောင်းမြောင်ကြီးဖြစ်နေတဲ့အကျင့်ကိုကြင်ညင်းဆိုတဲ့ဂုံတာမိစီပဋိပန္နလူနာမြန်မာတတ္တဝါတို့လက်အုပ်ချီမှုရှစ်ခိုးခြင်းငါထိုက်တဲ့ဂုံပူဇော်ခြင်းငါထိုက်တဲ့ဂုံလို့ခေါ်တဲ့အဲ့ဒီဂုံအင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့တန်ဃာကိုတဲ့နောက်ကဆက်ရွတ်ကြည့်သူတော်ကောင်းနေအာဟုနေယော ပါဟုနေယောဒက္ခိနေယောအင်စလီကရဏီယော ဩဒီလိုလာတာအာဟုနေရအဝေးကနေလဲဆောင်ပြီးတော့အဲ့ဒီတန်ဃာတွေစီလှူမယ်ဆိုရင်လှူနိုင်ခြင်းဆိုတဲ့ဂုဏ်ဟုတ်လားတိလသမารီပညာနဲ့ပြည့်စုံနေတဲ့တန်ဃာကိုတတော်ကောင်းတို့တို့အဝေးကနေလဲကြောင်းလာပြီးမလုံနိုင်နဲ့လှူနိုင်တယ်ကိုနေတဲ့နေရာကိုကိုကတန်ဃာတွေရှိတဲ့နေရာမသွားနိုင်ဘူးဆိုရင်လဲတန်ဃာတွေကိုကိုရှိတဲ့နေရာပင့်ပြီးတော့မလုံနိုင်လဲလှူနိုင်တယ် မြတ်စွာဘုရားကအဲ့ဒါအကျိုးကိုဟုတ်ပြီလားအာဟုနေရော ပါဟုနေရောပါဟုနာဆိုတာသူတော်ကောင်းတွေလက်ဆောင်ပါဟုနာဆိုတာဘာလဲလက်ဆောင်ဟာတငယ်ချင်းတွေလက်ဆောင်ပေးဖို့အတွက်ထုတ်တယ်ထုတ်တာတယ်ကျွေးဖို့မှုဖို့တယ်ပြင်ဆင်ထားတယ်ပေါ့အဲ့ဒီချိန်မှာတန်ဃာတွေအိမ်ရှိရောက်လာလို့ဟာဧည့်သည်ကမလာသေးဘူးတန်ဃာတွေကြွလာပြီး ကိုင်းကွာတန်ဃာတွေကြွလာရင်ဧည့်သည်ပြစ်စည်းပေမဲ့လို့လှူမဲ့ဟိဆိုရင်လေဧည့်သည်ပဲပြင်ထားတဲ့ပြစ်စည်းပေမဲ့တန်ဃာလှူရင်လည်းပဲလှူခံခြင်းကအဲ့ဒီတန်ဃာတွေမှာထိုက်တယ်တဲ့ဒါအကျိုးကုန်တယ်ဟုတ်ပြီလားအာဟုနေရောပါဟုနေရောနောက်တကဓက္ခိနေရောဓက္ခိနဆိုတာကပုထုဥစဉ်တို့ပုထုဗုဒ္ဓဘာသာတွေပေါ့ကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့ နေတဲ့ဒကာဒကမတွေရဲ့အလှကိုလည်းပဲခံယူထိုက်ချင်းဆိုတဲ့ကောအာဟုနေရောပါဟုနေရောဓက္ခိနေရောနောက်တကအင်းစလီကရဏီရောအင်းစလီကရဏီရဆိုလက်အုပ်ချီမှုရှ िख ိုးခြင်းကလည်းထိုက်သေးတယ်အဲ့ဒီသီလသမာဓိပညာနဲ့ပြည့်စုံတဲ့တန်ခါကလေမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကပြောတယ်ခဏိဝိတ္တကိုရင်လေးပင်ဖြစ်လင်ကစားတယ် စัจจဝရမင်းကအဲ့ဒီကိုရင်လေးကိုရှစ်ခိုးရမယ်လို့ပြောတယ်။စัจจဝရမင်းရဲ့ရှစ်ခိုးခြင်းကိုကိုရင်လေးကထိုက်တန်တယ်လို့ဒီလိုပြော။ဘာဖြစ်လို့လို့မင်းစัจจဝရမင်းကျင့်တာကမင်းကျင့်တရား7ပါးစัจจမင်းကျင့်စဉ်73မှာပေါင်းလိုက်မှ23မှာရှိ။ကိုရင်လေးတွေကျင့်နေတဲ့တိက္ခာဘုတ်ကသီလတိက္ခာဘုတ်ကတရားကျော်ရှိတယ်။အဲ့လိုကြွားတဲ့တွေ့တာကြောင့် လူပုဂ္ဂိုလ်ကကိုရင်လေးတွေကိုလက်အုပ်ချီမှုရှေ့ခိုးခြင်းကထိုက်တယ်တဲ့ဒါလည်းပဲဂုံတပါအာဟုနေယောပါဟုနေယောတက္ခိနေယောအင်စလီကရဏီယောနောက်တစ်ခါနံပါတ်5အကျိုးကုံကအနုတ္တရံပုံညခိတံလောကတာအဲ့ဒီတန်ဃာတွေကဘာနဲ့တူတယ်လဲလို့မေးလိုက်တော့ကောင်းမှုရှင်ကုသိုလ်ရှင်တို့ရဲ့စိုက်ပျိုးကျဲချရာလေယာမြေကောင်းနဲ့တူတယ် နံပါတ်5ကဗားတယ်လေယာမြေကောင်းနဲ့တူတယ်ဒါဆိုတန်ခဂုံတော်6ပါးသူတော်ကောင်းတို့တွေအကြောင်းဂုံကဘယ်နှပါလဲ4ပါးအကျိုးဂုံကဘယ်နှပါလဲ5ပါးဟုတ်ပြီလားအဲ့ဒီဂုံတော်6ပါးနဲ့ပြည့်စုံတဲ့တန်ခါတွေရဲ့ဂုံကိုရီမှန့်ပြီးတော့မှကထိန်သင်္ကန်းဆိုတာဘာလို့ရမလဲလှူဒန်းရမယ်ဒီလိုပြောတာနားလည်ပြီနော်အနုဒရံပုံညာခေတံလောကတ္တ တန်ဃာတော်ရှင်သူမြတ်တွေဆိုတာလေယာမြေကောင်းနဲ့တူတယ်လို့ဒီလိုပြောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပြောထားတာတနေရာမှာရှိတန်ဃာတော်ရှင်သူမြတ်တွေကလေယာမြေကောင်းဆိုရင်သူတော်ကောင်းတို့တွေအလှရှင်ပုဂ္ဂိုလ်တွေကဘာဖြစ်သွားမလဲမင်းလေသမားဖြစ်မှာပေါ့ဟုတ်လားဒါနေညိနာမဒါနစေရနာဆိုတာတိတ်သောစေရနာစေရနာ၃နံကိုကာတုံးပြုခြင်းငါ သက္ကွန်တ္တေဝါစွန်းနိုင်တဲ့ပုဂ္ဂိုလ်တို့မှသာလျှင်မဗလံဟောတိမဟာနိသံတော်ဒါနစေရနာဆိုရင် စေရနာသုံးနဲ့ညီအောင်လုံနိုင်တဲ့ပုဂ္ဂိုလ်မှ အကျိုးကျေးဇူးများတယ်အဲ့တော့ပြောကျင်တာဗာလဲလို့မင်းရတန်ဃာတော်ရှင်သူများများဟာ လေယာမြေကောင်းဆိုရင်တရာတရားဟာမျိုးစစ်ဒီလိုဖြစ်မှာပေါ့တရာတရားကဗာလဲ လေယာမြေဘလောက်ကောင်းကောင်းမျိုးစေ့မကောင်းရင်အပင်မတန်ဘူးဟုတ်လားမျိုးစေ့မှမှအပင်မတန်ဒီလိုပြောတယ်မဟုတ်လားဟာနောက်တက်ကမျိုးစေ့ဘလောက်ကောင်းကောင်းလေယာမြေမကောင်းဘူးဆိုလဲအဆင်မပြေဘူးလေယာမြေလည်းကောင်းဖို့လိုတယ်မျိုးစေ့ပဲမှန်ဖို့လိုတယ်ဟုတ်ပြီလားလေယာမြေလည်းကောင်းတယ်မျိုးစေ့လည်းကောင်းတယ်ဒါပေမဲ့မိုးကမိုးဦးလည်းမကောင်းဘူးမိုးလေလည်းမကောင်းဘူးမိုးနှောင်လည်းမကောင်းဘူးမိုးသုံးဖို့ဘာမှမကောင်းဘူးဆိုရင်လေယာမြေကဖြစ်သေးလား မဖြစ်ဘူးဟာမိုးဥတော့ကောင်းတယ်မိုးလည်းမိုးနောက်မကောင်းဘူးဆိုလည်းမဖြစ်ပြောင်းအဲ့တော့သီးနှံဖွင့်ဖြိုးဖို့အတွက်ကမိုးသုံးမညီဖို့လိုသလိုပဲတဲ့ကောင်းမှုပြုတဲ့နေရာမှာလည်းသူတော်ကောင်းတို့တွေစေတနာသုံးနှံညီဖို့လိုတယ်ဟုတ်လားမလူမီရှိမှဝမ်းမြောက်နေရမယ်ဘုဘစေတနာလူသေးကာလမှာဝမ်းမြောက်နေရမယ်မုံစစေတနာ လှူပြီးတဲ့နောက်လဲဝမ်းမြောက်နေရမယ်ပရစေရနာစေရနာဘဏ္ဍာလဲသုံးတာဟုတ်ပြီလားခဏသင်္ကန်းလှူပြီးတဲ့ချိန်ကစပြီးတော့ကိုယ်အိမ်ရောက်ပြန်တွေးပြီးတော့အာငါတို့လှူတဲ့သင်္ကန်းကိုခဏသိမ့်နေဝင်ပြီးတော့ဝီနိကန်နဲ့လျော်ညီစွာကန်ဆောင်နေလောက်ပြီးတွေးလိုက်တာကုစုတွေပဲဟုတ်ပြီလားပရစေရနာပြောတာအာအခုချိန်ဆိုငါတို့လှူတဲ့သင်္ကန်းဝေယုံပြီးတော့ တရားဟောနေလောက်ပြီဒါဥစဉ်တွေလှူတဲ့သင်္ကသခုဥစဉ်ဝက်ပြီးသင်္ကတရားဟောနေတာဟုတ်လားဟာညဆိုရင်လည်းပဲငါတို့လှူတဲ့သင်္ကလေးဝေးပြီးတော့ဒီချိန်ဆိုရင်တော့ဘုရားဝတ်တဲ့ကြာလောက်ပြီးတွေးလိုက်စမ်းငါတို့လှူတဲ့သင်္ကလေးဝေးပြီးတော့ဒီချိန်ဆိုစွန့်ငံထွက်လောက်ပြီးဒီချိန်ဆိုစာချလောက်ပြီးဒီချိန်ဆိုစာကြက်လောက်ပြီးပရစေရဏတပွားပွားဖြစ်အောင်လုပ်တယ် အဝေးပိုင်းလေးသေးသေးလေးလှူတာနဲ့တော့90တကဘာပဲမကြဘူးဆိုတာရှိတယ်မို့လားအခုကအဝေးပိုင်းသေးသေးမဟုတ်တစုံပြည့်ပြည့်စုံစုံလှူတာဟုတ်ပြီနော်အဲ့ဒါကြောင့်မို့စေရနာ၃နံညီညွတ်ဖို့လေဦးစင်းပြောတာပရစေရနာအခဲရင်ဆုံးအဲ့ဒီခဲရင်ဆုံးစေရနာကိုရအောင်အကောင့်ထဲပေါ်ပြီးတော့မှကိုကိုကိုကြိုးစားဖို့ပြောတာအဲ့ဒါလေသမားရဲ့တောင်းဟုတ်လားလေသမားဆိုတာပြိဿရဲ့အလှရှင်ကိုပြောတာ ကိုစိုက်ထားတဲ့လေယာမြေထဲမှာပိုးမကြအောင်ဟာနောက်တကပေါင်းမများအောင် ရှင်းသိနာရှင်းပယ်သိနာပယ်ရမှာကလေသမားရဲ့တာဝန်မိုးတော်ကောင်းတဲ့လေယာမြေပြည့်ကျင်နေပြည့်ထားရင်ပြိတဲ့မဟုတ်တဲ့တော့ကဖုံးသွားရင်လေယာမဖြစ်တော့ဘူးမလားအေးအဲ့ဒါကြောင့်မပြိတဲ့လေယာမြေထဲမှာပိုးလည်းမကြစေနဲ့လူတဲ့နေရာမှာ ပိုးဆိုတာဘာလဲမင်းရင် လောဘဒေါသမာနတွေပေါ့ ငါမို့လှူနိုင်တာဟေးကျန်တဲ့လူလှူနိုင်တာမဟုတ်ဘူးဆိုရင်ဒါမာနဝင်သွားဟုတ်လားဟာငါတို့လိုလူမျိုးဘယ်သူမှမလှူနိုင်ပါဘူးကွာဆိုလဲမာနတွေဝင်လာဟာလှူလဲရတာဟုတ်ရောဟုတ်ရဲ့လားကွာငါတို့တော့ကုံနာများမှားသွားလိမ့်မလားလို့တွေးရင်ဒါမောဟတွေဖြစ်လာပြန်ဟုတ်ပြီလားအဲ့ဒါကိုယ့်ရဲ့လေယာဉ်မြေထဲမှာပိုးတွေလာကြအဲ့ဒီပိုးတွေကိုလည်းမလုပ်ရမယ်ဖယ်ရှင်းပေးနိုင်ရမယ်ဒါပြောတာဟုတ်ပြီလား အဲ့တော့နုဒ္ဒနာပုံညာခေတ္တံလောကတ္တသံဃာတော်ရှင်သူမြတ်များဟာလေယာမြေကောင်းဆိုရင် အလှရှင်များဟာလေသမားဖြစ်တယ်ဒါပြောကြင်တာသံဃာတော်များကပြိဋ္ဌာန်လေယာမြေကောင်းနဲ့တူတယ်သရတရားကမျိုးစေ့နဲ့တူတယ်ဟာစေရနာသုံးဏကမိုးသုံးပါးနဲ့တူတယ်အလှရှင်ပုဂ္ဂိုလ်ကလေသမားနဲ့တူတယ်လောဘဒေါသမောဟကမလိုလားအပ်တဲ့ပေါင်းမြက်တွေနဲ့တူတယ်လို့ဒီလိုနားလည်ကြပါဟုတ်ပြီလား